တော့မင်္ဂလာပါဆိုတော့ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကတော့ဒီ freelance တွေပေါ့နော်အထူးသဖြင့်ဒီ startup business တွေပြီးတော့ freelance လုပ်နေတဲ့သူတွေတိတ်ပြီးတော့တိတ်ပြီးတော့ထည့်ပြီးတော့မစင်စားလက်ကိစ္စတစ်ခုပေါ့နော်အဲ့ဒါကပါလဲဆိုတော့ဒီဟို cyber server နဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ဒီ invoice တွေအဲပြီးတော့ရင်ကျွန်တော်တို့ဒီပေါ့နော် ီဒီ contract တွေပေါ့နော်ဆိုတော့ contract တွေဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဒီလိုမျိုးဟာတွေတိတ်ပြီးတော့မလုပ်ကြတဲ့ဟာမျိုးကြီးကျွန်တော်တွေ့ရတယ်ပေါ့နော် freelancer တွေမဟုတ်ပါဘူးတချို့ business တွေလည်းကျွန်တော်တို့အဲ့လိုမျိုးကိစ္စတွေကိုတိတ်ပြီးတော့ထည့်သွင်းပြီးတော့မလုပ်ကြဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးမလုပ်တဲ့အခါကျရင်ဘာပဲပြဿနာတက်နိုင်လဲဆိုရင် contract အထူးသဖြင့် contract ပေါ့နော်ဆိုတော့အ contract တွေမလုပ်တဲ့အခါကျရင်ကျွန်တော်တို့ကအပုံမှန်ကျွန်တော်တို့ဟိုဘာအမြဲတမ်းလုပ်နေကြလူဆိုရင်တော့တိတ်ပြဿနာမရှိဘူးဒါပေမဲ့ project ကြီးကြီးလာတဲ့အခါကျရင်ကျွန်တော် contract က အဲကျွန်တော်နည်းနည်းလေးအရေးကြီးလာရပေါ့နော်အဲ့တော့ contract တွေမလုပ်တဲ့အခါကျရင်ကျွန်တော်တို့ payment ကိစ္စတွေမှာပြဿနာတက်နိုင်တယ်ပြီးတော့ကျွန်တော်တို့အဲဘယ်လိုမျိုး work scope တွေကျွန်တော်တို့ deliver လုပ်ပေးရမလဲဆိုတာမျိုးတွေကျွန်တော်တို့အာပြဿနာပြဿနာတက်နိုင်တယ်ပေါ့နော်ဆိုတော့ client ဘက်ကလည်းအဲ့လိုမျိုး contract တွေမလုပ်ထားတာဖြစ်တဲ့အတွက်သူတို့ကလည်းဘာရမလဲဆိုတာကိုသူတို့မသိသလိုအဲလိုအပ်ထပ်ပို့ပြီးတော့တောင်းတဲ့ကိစ္စမျိုးလည်းရှိတယ်ပြီးတော့ဒီဒီ service supplier ဘက်ကလည်းကျွန်တော်တို့ဒီ service ပေးတဲ့သူဘက်ကလည်းကျွန်တော်တို့က အဲပို့ပြီးတော့ပေးရမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခါကျတော့ရော့ပြီးတော့ပေးတဲ့ဟာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ contract ဆိုတာကကျွန်တော်တို့မဖြစ်မနေ အဲ freelance တော့မဟုတ်ကျွန်တော် project တွေလုပ်တဲ့အခါကျရင် project ကြီးရင်ပေါ့နော်ဆိုတော့တုံအာဒီ project ကြီးလာတဲ့အခါကျရင်ဒီ contract တွေကအရေးကြီးပါတယ်အထူးသဖြင့်ကျွန်တော်တို့ပတ်စံအဲပေးတဲ့အပိုင်းတွေပေးမဲ့ method အပိုင်းတွေအပတ်စံကိုကျွန်တော်တို့ကဒီ prepaid အကုန်ပေးရမှာလားပြီးတော့အင်း50 50ပေးမှာလား50 50ဦးမှာကျွန်တော်တို့က50ကိုကျွန်တော်တို့က initial ပေးပြီးတော့ကျန်တဲ့50ပဲရှိမှပေးမှာလေပေါ့နော်အဲ project deliver လုပ်ပြီးတဲ့အချိန်ဘယ်နှပတ်အတွင်းပေးမှာလဲပြီးတော့ project အဲ ဖိုင်မပေးခင်ကျွန်တော်တို့ကပေးမှာလားဆက်သဖြင့်ပေါ့နော်ကျွန်တော်တို့အဲပြောရဲကိစ္စရအများကြီးရှိရပေါ့နော်အဲပြီးတော့ကျွန်တော်ကျွန်တော်ရဲ့အတွေ့အကြုံအရဆိုရင်တော့ contract မရှိတဲ့ဟာကြရင်ကျွန်တော်တို့ကအဲကျွန်တော်တို့ sub ဒီ service ပေးတဲ့သူဘက်ကပြန်ကြည့်ရတဲ့အခါကျရင်ကျွန်တော်တို့ဟိုပို့လုတ်ပေးရမျိုးဖြစ်နိုင်တယ်ပေါ့နော်ဥပမာ content အရေးအတွက်တွေပြီးတော့ရင်ကျွန်တော်တို့ design အရေးအတွက်တွေပြီးတော့ရင်ကျွန်တော်တို့အဲလုတ်ပေးရမယ့် boosting ကျွန်တော်တို့ဒီ media ပိုင်းအမောင့်တွေအဲအဲ့ဒါကြီးကျွန်တော်တို့တီးကြမတက်မထားတော့ကျွန်တော်တို့ကပို့လုတ်ပေးရမျိုးရှိရဲအဲပြီးတော့ရင်ကျွန်တော်တို့ um အဲ client ဘက်ကလည်းဒါကြီးကငွေငွေကုန်ကြေးချမရှိဘူးလို့သူတို့ဘက်ကလည်းထင်ကောင်းထင်နိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်အဲကျွန်တော်တို့ဘက်ကပေးမှပေးမဲ့ကျွန်တော်တို့ service scope ကိုအဲတိတိကျကျပေါ့နော်ဘာလုပ်ပေးမယ်ဘာမလုပ်ပေးဘူးပေါ့နော်ကျွန်တော်တို့တေချာလေးကျွန်တော်တို့ scope ကိုကျွန်တော်တို့တေချာလေးအဲရေးဖို့လိုတယ်ပြီးတော့ရင်ကျွန်တော်တို့ခုနကပြောသလိုပေါ့နော် payment method တွေအဲပြီးတော့ရင် project terms အလိုက်ပေါ့နော် ာပြီးတော့ဟို project ကိုဘယ်ချိန်ကနေဘယ်ချိန်ကစပြီးဘယ်ချိန်မှာအဆုံးသတ်မယ်ပေါ့နော်ပြီးတော့အဲ့နောက်ပိုင်းဆိုရင်တော့ကျွန်တော်တို့ကအဲမလုပ်ပေးတော့ဘူးဆိုတာမျိုးကြီးကျွန်တော်တို့ဘက်ကနေပြီးတော့အဲတက်မှတ်ထားဖို့လိုတယ်ပြီးတော့ရင်ကျွန်တော်တို့ကကျတော့ဒီ information sharing နဲ့ကိစ္စတွေပေါ့နော်တစ်ယောက်နဲ့တစ်ယောက်အာ information တွေကျွန်တော်တို့အပြင်မပေါက်ကြားဖို့ပါညာအဲ့လိုမျိုးကိစ္စတွေလည်းကျွန်တော်တို့ဘက်ကနေပြီးတော့အဲထည့်ပြီးတော့စဉ်းစားဖို့လိုပါရွတ်တဲ့ကြောင်အဲ contract ကိုမဖြစ်မနေအဲ freelancer အထူးသဖြင့် startup business တွေလည်းကျွန်တော်တို့လုပ်တင်ပါတယ်ဆိုတော့ invoice ကတော့ကျွန်တော်တို့အာတော်တော်များလောက်ကြမယ်လို့ထင်ပါတယ်ဒါပေမဲ့တကူရှိတာကဒီ contract ဘိုင်းကိုတော့တော်တော်လေးအဲမြင်ရသလောက်ပေါ့နော်အားနေကြရဲအားနေကြရဲကျွန်တော်ကလည်းအရင်တော့အဲ့လိုမျိုးအဲ contract မပါဘဲလုတ်ပေးတာပေါ့နော်အဲ့ဒါကြောင့်လိုပြဿနာကြီးတက်တော့ဆိုတော့နောက်ပိုင်းတော့ contract ကိုပဲကျွန်တော်တို့အဲဟို ကင်ပြီးရပဲစကားပြောတယ်ဗောနော်အဲ့ဒါဆိုရင်တော့ဒါကသူတို့ကိုအကြက်ကင်တယ်လည်းမဟုတ်ဘူးကျွန်တော်မလုပ်ပေးကျွန်တော်လည်းမဟုတ်ဘူးဒါခါကျရင်ကျွန်တော်တို့ကအငင်းပွားစာလေးဖြစ်လာတဲ့ခါကျရင် contract ကိုပဲအခြေခံပြီးရပဲပြောတာပို့ပြီးတော့အဲကျွန်တော်တို့ထိရောက်တယ်ဗောနော်အားလုံးကျေးဇူးတင်ပါတယ်